နေပြည်တော်မှရန်ကုန်သို့ထွက်ခွာလာတဲ့ရာဇဝမင်းခီးတက်တဲ့ရင်တစည်းဟာမေလ12ရက်နေ့ည9:00နာရီခန့်ကရောင်မန်းလေးအမြန်လမ်းမကြီးမိုင်တိုင်190ခုနှစ်မင်းဆောင်6နီးမှာ ရှိတဲ့ပြည်မနာတောင်တွင်းကြီးမိထောက်ကုန်းချုံတရားလန်အောက်ကိုထိုးချခဲ့ရမှာရေမမပါလာတဲ့ခီးတက်14ဦးသေဆုံးခဲ့ပြီး30ဦးဒဏ်ရာရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခီးတက်တင်းရင်ကြောင့်ထိုးချမှုကြောင့်ကြား12ဦးမနှဦးအခင်းဖြစ်ပွားတဲ့နေရာမှာသေဆုံးခဲ့ပြီးကျန်2ဦးမှာဆင်းဦးရောက်မှာသေဆုံးခြင်းဖြစ်ကြောင်းနဲ့ကြားမှခွဲခြားသိရှိနိုင်ရန် စီစစဲဖြစ်ကြောင်းသတင်းရရှိပါရယ်ထိခိုက်ဒဏ်ရရှိခဲ့တဲ့ခီးသည်30ဦးနဲ့28ဦးကိုနေပြည်တော်ကရင်ထောင်ဆေးရုံကြီးမှာကူးတနေပြီးကျန်3ဦးကိုနေပြည်တော်လယ်ဝဲဆေးရုံမှာကူးတနေကြောင်းသတင်းရရှိပါရယ်ယခုပြည်စင်မှာခီးသည်ရဲ့အမှတ် 5G1527 ရဟာဘိုင်ဒန်အမှတ်199မြင်းဆောင်6ရောက်မှာမိုးသီးထန်စွာရောက်သွင်းနေတဲ့အချိန်ဖြစ်ပြီးအချိန်မထိနိုင်ပဲပြင်မနာတောင်တွင်းကြီးမီးထားဂုံးကျော်တရားလန့်အောင်မီးထားတန်လန်းပေါ်ကိုထိုးကြခဲ့ခြင်းဖြစ်တယ်လို့ခန့်မှန်းထားကြောင်းအမြန်လက်ရက်တစ်ဖွဲ့မှသတင်းရရှိပါရသည် ယခုပြည်စင်ဖြစ်ပွားခဲ့တဲ့မီထား90ကျော်တရားမှာပေ20ကျော်ခန့်အမြင့်ရှိပြီးအောက်ဖက်ရှိမီထားတန်လန်းပေါ်သို့ရင်းဦးကောင်းဖြင့်ထိုးကျခဲ့ခြင်းဖြစ်ပြီးမေလ7ရက်နေ့ည7:00နာရီမိနစ်30ခန့်တိမတော်ဆမှုဖြစ်ပွားခဲ့တဲ့ရာဇာမင်းခီးတဲ့ရင်ကိုအပေါ်သို့မယူရများသည့်ကြောင့်တရင်ရရှိပါရယ်ယခုပြည်စင်ဖြစ်ပွားတဲ့နေရာမှာအရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ချက်ချင်းဒီတပ်ဖွဲ့ဝင်တို့ကမိုင်းနဲ့199မှာကာဒစင်တရားအောက်ထိုးကျသွားတယ်လို့သတင်းကြားရတဲ့ချက်ချင်းဒီတပ်ဖွဲ့ဝင်တွေနဲ့အကြောင်းကြားပြီးချက်ချင်းရောက်လာခဲ့တာပါ ကားရီကနေကန်တိုတဲ့ချိန်မှာ73အောင်လောက်ကအသက်မရှိတော့ပါဘူး။ကျန်တဲ့ဒဏ်ရတဲ့သူတွေကိုလည်းဆေးရုံကိုပို့ဖို့အ мян လှုပ်ဆောင်နေရပါတယ်ဟု၎င်းကဖြစ်ကြားခဲ့ပါတယ်။ရင်မရောဆောက်မှုဖြစ်ပွားခဲ့တဲ့ရာဇာမင်းခီးတဲ့တရေမှာရင်မောင်းအပါဝင်ခီးတဲ့44ဦးလိုက်ပါလာခဲ့ကြောင်းသိရှိရပြီး14ဦးသေဆုံးခဲ့ပြီး30ဦးဒဏ်ရရှိခဲ့ခြင်းဖြစ်တယ်လို့ကနဦးသတင်းများကသိရှိရပါတယ်။တရားဝင်ထုတ်ပြန်ထားတဲ့စီးနေရပြီးခဲ့တဲ့2013ခုနှစ်အတွင်းမှာရောင်မန်းလေးမြန်လန်းမာတချောက်ရင်မတော်ဆောက်မှုပေါ်259ဦးဖြစ်ပွားခဲ့ပြီးတိစုံသူဥယျ133ဦးနဲ့ ဒဏ်ရသူ629ဦးရှိခဲ့ပါတယ်။ယခု2014ခုနှစ်အတွင်းမှာတော့နှစ်ဆကနေပြီးတင်းကြံအပီကာလာတိရင်တိုက်မှု149ခုဖြစ်ပွားခဲ့ပြီးတိုက်ဆုံးသူ59ဦးဒဏ်ရသူ262ဦးရှိခဲ့ပါတယ်။